တို့ဒီခုနှစ်နှစ်တာကာလပတ်လုံးရက်တည်နိုင်နေရခိုင်မာတဲ့စိတ်ဓာတ်နဲ့ quality ကိုဘယ်တော့မှမလျှော့ဘူးအလုပ်ကိုတိတိကျကျနဲ့ဆွမ်းဆက်တမန်ဆောင်ရွက်ခဲ့လို့အမယုံကြည်ပါတယ်ရိုင်ရိုမက်တစ်ကိုဆက်ရှင်ရဲ့ TikTok အကောင့်ထဲမှာပိုင်စင်ကဆော့ထားပါတယ်ပိုင်စင်ဆော့ထားတဲ့နေရာလေးကိုဒီလိုလေးနှိပ်လိုက်ပြီးတော့မှဒီမှာဆိုတော့ you sound ဆိုတာလေးရှိပါတယ်အဲ့ထဲမှာဝင်ဆော့ပြီးတော့မှရိုင်ရိုမက်တစ်ကိုဆက်ရှင်မှာ တင်လိုက်လို့ရပါလေ။ရရအောင်လုံးတော့လာနေမှာပါ။အမားနေပြီးတော့ပထမဆုကိုအဲ9တိတ်။ဒုတိယဆုကို3တိတ်။တတိယဆုကို2တိတ်။အဲ2တိတ်ဆုကကြတော့3ဆု3တိတ်3တိတ်3တိတ်ပေါ့နော်။အဲ့ဒါအမားရဲ့ဒီ RC ပေါ့နော်။ TikTok အကောင့်ထဲမှာဝင်ဆော့ရမှာ။အဲပိုင်းတယ်မှာဆော့ရမှာမဟုတ်ဘူးအဲအမားရဲ့ဟာလေးကိုဝင်ဆော့မှာအဲ့ဒီကနေပြီးတော့ view အများဆုံးလူကိုအမားကရွေးပြီးတော့အဲဒါလေးသူကစုပေးမှာ 7 year anniversary မျိုးလည်းအမားတို့အမှတ်ကြဖြစ်ချင်လို့ တော့အမတို့ဒီခုနှစ်နှစ်တာကာလပတ်လုံးရက်တည်နိုင်နေရခိုင်မာတဲ့စိတ်ဓာတ်နဲ့ quality ကိုဘယ်တော့မှမလျှော့ဘူးအလုပ်ကိုတိတိကျကျနဲ့ဆွမ်းဆက်တမန်ဆောင်ရွက်ခဲ့လို့အမယုံကြည်ပါတယ်လုပ်ငန်းနဲ့ပတ်သက်ရင်အမတို့အသေးစိတ်ကအစားပေါ့ဘယ်လုပ်ငန်းတေးတည်ကြည့်တည်မဆိုအမတို့ကထူးထူးကဲကဲလေးပေါ့နော်ပို့ပြီးတော့ပြောမယ်ဆိုတော့ဘရင်နန်းတော်ကိုအမတို့တိဆောက်နေရတကယ်တော့အမတို့တာဝန်ယူပြီးတော့တာဝန်ခံပြီးတော့တိတိကျကျနဲ့အမတို့လေးလေးနဲ့နဲ့နဲ့ပေါ့တေးတည်ကြည့်တည်မှုအမတို့တေးချာချာလေးဆောင်ရွက်ခဲ့လို့ဒါအမတို့အခုလိုမျိုး quality အပြည့် ြည့်ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်ဒီခုနှစ်နှစ်တာရပ်တည်တဲ့ကာလမှာအမားတို့ကိုဗစ်ကာလတွေရင်ဆိုင်ခဲ့ရတယ်အခုလိုမျိုးငလျင်ပေးတဘာဝဘေးအန္တရာယ်တို့အမားတို့ရင်ဆိုင်ခဲ့ရတယ်အဲတော့ကိုဗစ်ကာလမှာလည်းအမားတို့ကလုပ်ငန်းကိုအမားတို့ရပ်နာခဲ့ခြင်းလုံးဝအရင်းမရှိခဲ့ပါဘူး ပစ္စည်းတွေပို့ရတာတင်ရတာကျမကြီးတွေအခက်အခဲရှိနေတဲ့ကြားရအမတို့မစုံမနစ်တဲ့ဇွဲလုံးလားနဲ့အမတို့ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ဓာတ်ခွန်အားအပြည့်နဲ့အမတို့တိဆောက်ခဲ့လို့ဒါလှုပ်ဆောင်ခဲ့လို့ဒါအမတို့ဒီလိုမျိုးအောင်မြင်မှုကိုရည်တည်နိုင်ခဲ့တာပါစင်ခွန်မှုကတော့လုပ်ငန်းတိုင်းမှာစင်ခွန်မှုကိုရင်ဆိုင်ကြတာကြီးပဲဖြစ်ပါတယ်။အမားတို့မှမဟုတ်ပါဘူး။အကုန်လုံးကလုပ်ငန်းတိုင်းမှာစင်ခွန်မှုတွေကိုစီရှိကြပါတယ်။အဲ့တော့စင်ခွန်မှုအနေနဲ့ customer နဲ့ပတ်သက်တဲ့အမားတို့က customer ရဲ့လုပ်ငန်းတွေကိုစောင့်ရတာဖြစ်တဲ့အတွက် customer satisfaction ကို အမားတို့အထူးခရုစိုက်ပြီးတော့မှကာဆမ်မာဖြစ်ချင်တဲ့ဆန္ဒကိုအမားတို့ဘလို့ပဲကြော်ဖြည့်ရကြော်ဖြည့်ရပေါ့နော်ကာဆမ်မာအတွက်တာအမားတို့အထူးကထားပြီးတော့ကာဆမ်မာကိုအလေးပေးပြီးဆောင်ရွက်ခဲ့တယ်လို့ပဲပြောရပါမယ်လုပ်ငန်းတိုင်းရဲ့ back of the stage မှာတော့အများကြီးစိန်ခေါ်မှုတွေရင်ဆိုင်ခဲ့ရပါတယ် လုပ်ငန်းဒီအမတို့ဒီ construction လုပ်ငန်းဖြစ်တဲ့အတွက်အဲတဲတွေအုပ်တွေကြောက်တွေအစပြီးတော့ပါအမတို့ဒီလို decoration လှပ်ပါတဲ့ material တွေပေါ့နော်ဒီလိုမျိုးအထိအ PC အိတ်ဆွဲပြီးတော့တက်တဲ့အထိနေထိုင်ရတာဖြစ်တဲ့အတွက်အမတို့အတွက်တောင်းဝန်ကတော့အများကြီးကြီးပါတယ်အမတို့လိုချင်တဲ့ material တွေလိုအပ်တဲ့အချိန်မှာရရှိဖို့လည်းအမတို့အတွက်အထူးပဲအဲဒါတွေကစူးစမ်းရုံးကန်ရတဲ့စိန်ခေါ်မှုတည့်ရလို့လည်းပြောချင်ပါတယ်ဟုတ် CEO တယောက်အနေနဲ့ကတော့လုပ်ငန်းပေါ်မှာအထူးပဲတာဝန်ရှိပါတယ်ဒါပေမဲ့ CEO ဒီကိုယ့်ရဲ့လက်အောက်ငယ်သားအဆင့်ဆင့်ပေါ့နော်ကိုယ်နဲ့တွဲဖက်လုပ်ဆိုင်တဲ့ engineer တွေအဆင့်ဆင့်ကိုအမားတို့ကဒါတာဝန်အဆင့်ဆင့်ခွဲဝေပြီးတော့မှအမားတို့ team work နဲ့အမားတို့လုပ်ပါတယ်အဲ CEO တယောက်အနေနဲ့ကုမ္ပဏီမှာတော့တာဝန်ကြီးဆုံးဖြစ်တဲ့အတွက်အဲအဆအဆအရာရာလုပ်ငန်းနဲ့ပတ်သက်တဲ့ဟာကိုအမားတို့ကြိုတင်ပြင်ဆင်မှုတွေကိုဆောင်ရွက်ပါတယ် စာအုပ်တွေကိုတိုးတက်ကောင်းမွန်နဲ့ဒီ customer လက်ထက်ကိုအနိုင်တဲ့အထိကိုအမတို့ဒါအဆဆအရာရာတာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ customer လက်ထက်ကိုအပြည့်တိတိုင်အောင်အမတို့ကဒါ after sale service အနေနဲ့ maintain တဲ့ကာလအထိတာဝန်ယူရတာဖြစ်တဲ့အတွက်အမတို့ team ကဒါတာဝန်အပြည့်တော့လုပ်ရတဲ့ team တစ်ရက်ဖြစ်ပါတယ် ပိုင်းရတစ်တော့မှာသွားဆယ်လီလေသွားဆယ်လီဆိုအမနဲ့လည်းခင်နေပေါ့နော်အရင်ကအမတို့ခင်မင်ကြရပေါ့ဒီတိုင်းမိတ်ဆွေတွေဆိုတော့ပိုင်းုံလည်းအမကုမ္ပဏီမှာအမြဲတမ်းလေး အဲဒီလိုမျိုးစကားပြောဖြစ်တယ်။ပိုင်ရလည်းအမြဲတမ်းအမားတို့အတွက်ဆိုစင်သစ်ရှိနေတယ်။အဲပိုင်နဲ့လည်းအတူတူလှူဖြစ်တယ်။ပိုင်ရဆေးရုံနေမှာလေလှူတယ်။အမားကလည်းအမအဖေအတွက်ကိုအမအမြဲတမ်းရည်စုကုသိုလ်လေးတွေလုပ်ဖြစ်တယ်လဆက်လာလိုက်လေ။အဲ့တွဲပိုင်နဲ့အမတို့ညောင်စကားဆက်ရင်းနဲ့ပိုင်ရအမကတော့ခုနှစ်နှစ်ပြည့်ပြီပေါ့နော်။ကုမ္ပဏီခုနှစ်နှစ်ပြည့်ပြီ။ TikTok challenge လေးပေါ့နော်။ကလေးတွေလည်းပျော်ပျော်ပါပါ။အာ TikTok မှာလည်းအများကြီးပဲအခုပေါ့နော်မြန်မာမိန်းကလေးတွေရောဒါပျော်ပျော်ပါပါလေးဆော့နေရတွေ့ရတွေ့အမအနေနဲ့ဒါလေးကိုလည်းစိတ်ဝင်စားတယ်။အမတို့အသက်အရွယ် မှာတိတော့တိတ်မဆော့ဖြစ်ပေမဲ့အဲတိုးတက်လာတဲ့ခင်းနဲ့အညီပေါ့နော်ကလေးတွေဒါကိုလည်းအမအမြေတောင်မြောက်ပေးတဲ့သဘောပေါ့နော်အမအတွက်လည်းဒါအမှတ်တရလည်းဖြစ်အောင်လို့ဆိုပြီးတော့တိတော့ challenge လေးကိုပိုင်နေတိုင်နေပြီးတော့မှအမတို့ဒီဟာလေးလုပ်ဖြစ်တာပါအဓိကတော့ 7year anniversary လေးကိုလည်းအမတို့အမှတ်တရဖြစ်ချင်လို့ပါ Romantic, cannot be me. When I got some, it's a child. จิตတော်စပေးထားရဲ့ပြောဂျန်နေဟာလေးလည်းရိုက်ပေးထားရဲ့ဒါပေမဲ့အမိုက်တင်းဆောင်လေးပေါ့နော်အဲ့တင်းဆောင်လေးကိုအဲจิตတော်စော့မယ်စော့ပြီးတော့အဲ့ဒီမှာသူကအမားနေပြီးတော့ပထမဆုကိုအဲ၅သိန်းဒုတိယဆုကို၃သိန်းတတိယဆုကို၂သိန်းအဲနှစ်သိန်းစုဝကြတော့3သူ3သိန်း3သိန်း3သိန်းပေါ့เนาะအဲအမားရဲ့ဒီ RC ပေါ့เนาะတက်တော့အကောင့်ထဲမှာဝင်ဆော့ရမှာအဲဘွိုင်းတွေထဲမှာဆော့ရမှာမဟုတ်ဘူးအဲအမားရဲ့ဟာလေးကိုဝင်ဆော့ရမှာအဲ့ဒီကနေပြီးတော့ view အများဆုံးလူကို အမကရွေးပြီးတော့အဲဒါလေသူကစုပေးမှာရိုင်ရိုမက်တစ်ကွန်ဆက်ရှင်ရဲ့ TikTok အကောင့်ထဲမှာပိုင်စင်ကဆော့ထားပါတယ်ပိုင်စင်ဆော့ထားတဲ့နေရာလေးကိုဒီလိုလေးနှိပ်လိုက်ပြီးတော့မှဒီမှာဆိုတော့ you sound ဆိုတာလေးရှိပါတယ်အဲ့ထဲမှာဝင်ဆော့ပြီးတော့မှ Rio Medic Concession မှာတင်လိုက်လို့ရပါတယ်အဲပြရတော့ तू ကကြတော့လေအဲဒီ sound ကကြတော့ ဟို10မိနစ်စာရှိတယ်ဒါပေမဲ့ဟို30စက္ကန့်လောက်ပဲဆော့30စက္ကန့်နဲ့ပို့ပြီးတော့ဆော့လို့လည်းရတယ်ဒါပေမဲ့30စက္ကန့်လောက်ဟိုဆော့ရင်လည်းအကျုံးဝင်တယ်နော်ပြီးတော့ဒီအကိုရီမားရေလည်းဝင်ပြီးဆော့ကြပါ Lion Romantic Cannabis Me နိုင်ငံကဆက်မီစိတ်ချယုံကြည်အဲဗျူးများဆုံးဆော့တိုင်းတဲ့သူဒီတက်အဲအားလဲဗျူးများလဲအဲ့ကနေပဲ1နှစ်3ဆိုပြီးပြီးမှာဒါပေမဲ့နှစ်သိမ့်စုကိုကြာတော့အမအတူတူဆုံးဖြတ်လိုက်မယ် မခဏရက်နေ့နောက်ခဏရက်နေ့နောက်ဆုံးပေါ့နော်ခဏရက်နေ့နောက်ဆုံးဒီတိုင်းမှာပြည့်ပြည့်လောက်ဆော့ကြလိုက်တော့နော်ဆော့ချက်ချင်းဆော့လေရပါတယ်ဝိစုံနေပါတယ်အထူးဘာမှပြင်ဆင်နေရမလို့ပါဘူးအဓိကတော့ပေါ့ပေါ့ပါးပါးလေးအရင်တစ်တော့မှဆော့နေကြပုံစံမျိုးလေးတွေကိုပဲအတွက်တရှိရှိလေးနဲ့အဲဒီချက်လေးကိုလိုက်ဆိုပြီးတော့မှလိုက်တဲ့ဒီဇိုင်းလေးနဲ့တိုက်တဲ့ပုံစံလေးနဲ့အဲဆော့လို့ရပါတယ်ဒါအရန်ပြီးပြပြင်ပေမဲ့ view နဲ့တယ်အဲတစ်တော့မှ follower နဲ့လို့ view နဲ့ဝရတဲ့သူတွေကွာအရန်မိုက်ပေမဲ့ ဟိုဘယ်လဲဟို view နေသွားတယ်အဲ့တော့ပထမဆုမရခဲ့ဘူးဒုတိယဆုမရခဲ့ဘူးတတိယဆုမရခဲ့ဘူးဆိုတော့အဲ့လူကိုအမအတပတ်သူသူ့ရဲ့ပေါ့ဟိုဘယ်လဲဆုံးဖြတ်ချက်နဲ့သူပေးมาဖြစ်ပါရဲ့ရှင် ်အများဆုံးနဲ့ပေါ့နော်ဝင်နိုင်ရသွားတဲ့သူကတော့အခြားအခွင့်အရေးတွေလည်းရှိလာမှာဖြစ်ပါတယ်။ပုံမှန်နဲ့အတူတူနောက်ပိုင်း TikTok လေး Romantic နဲ့ပတ်သက်တဲ့ promotion လေးမှာပါရမယ်။ပြီးလို့ရှိရင်အမားတို့အနေနဲ့ company မှာပေါ့နော်လိုအပ်တယ်လို့ company နဲ့ပတ်သက်တဲ့ activity လေးမှာ donation လေးတွေမှာ CSR လေးတွေအမားတို့လူမှုအချို့ပြုလေးလုပ်ပါတယ်။အဲအမားတို့လှူတာတန်းတာလေးလုပ်တဲ့ငလျင်ဘေးလေးတွေလုပ်ခဲ့တဲ့အဲရေဘေးလေးတွေလုပ်ခဲ့ပေါ့နော်။အဲအဲ့လို activity လေးတွေမှာလည်းပါဝင်ရမှာဖြစ်ပါတယ်။ပါဝင်ခွင့်ရမှာဖြစ်ပါတယ်။ပါဝင်တဲ့အချိန်မှာလည်း opportunity လေးတွေအများကြီးရရှိတော့မှာဖြစ်ပါတယ်။အိမ်မထဲကလို့ရရအောင်လုံးကလာနေမှာပါ။ဒါပေမဲ့အဲ့တင်ဆောင်သချင်းလေးကိုကိုအောင်ထဲနဲ့မအရင်းစင်မှာမြန်ဆိုထား။ဟုတ်ကဲ့ပါတင်ဆောင်ကိုဆရာမြင့်မိုးအောင်ကဒီဖက်ပြီးတော့မှာကိုအောင်ထဲနဲ့မအရင်းစင်မှာမြင်းတို့နှစ်ယောက်ကတိဆိုပြီးတော့သူတို့နှစ်ယောက်စလုံးကကိုယ်တိုင်တိဥဆောင်ထားပါတယ်။ဟုတ်ကဲ့။ ဘယ်ရက်ထဲကစရလဲဆိုတော့ကြပြီเนาะအမရှေ့တစ်ပတ်လောက်ထဲကဒီတစ်ပတ်လောက်အဲ TikTok မှာတင်ထားကလေးကသူ TikTok မှာလည်းတင်ထားတယ် Facebook အမတို့ကောက်မှာလည်းတင်ထားပါလေအဲ့ဒီကစပြီး announce လုပ်ထားတာပါအခု media ကြီးရဲ့အရှိမဟာတခါထပ်ပြီးတော့မှဖိတ်ခေါ်တာပါရှင် ကျွန်တော်တို့ rheumatic constriction ရဲ့ motto လေးတွေကတော့ dehydrin tress rrc ဆိုတဲ့အညီကျွန်တော်တို့ဒီ constriction နဲ့ပတ်သက်တဲ့အစာအုပ်နဲ့ပတ်သက်တဲ့အရာတွေကိုရဲရဲပဲအိမ်မက်တွေမှတ်ပြီးတော့အကောင့်ထဲပို့လိုက်ပါအိမ်မက်မှတ်ပြီးတော့အကောင့်ထဲပို့မယ်ဆိုရင်ကျွန်တော်တို့ရှိတော့အမြဲတမ်းဆက်သွယ်လို့ရအောင်လို့ကျွန်တော်တို့မြောက်တကုံမှာလည်း showroom ကြီးတည်ဆောက်ထားပါတယ်လာရောက်ကြည့်ရှုပြီးတော့မှကိုယ့်ရဲ့အိမ်မက်တွေစီကိုအကောင့်ထဲပို့ကြစို့နော် rheumatic constriction ကိုဆက်သွယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့အာဒီ Google Map ကနေလည်း rrc showroom လို့ရိုက်ထည့်လို့ရတယ်လို့အာ646 ေဆောင်းရံပိုင်လက်29ရက်ွယ်မြောက်တကုံမှာလည်းလူကိုယ်တိုင်လာရောက်တွေ့ဆုံလို့လည်းမင်းမြန်လို့လည်းရပါတယ်အမတို့ team ကအမြဲတမ်းအဲလိုအပ်တာမှန်သမျှကို ရှင်းပြပြီးတော့မှအသေးစိတ်အဲအကုန်လုံးကိုဘောနော်လိုအပ်တယ်လို့အမတို့လိုက်လံကြည့်ရှုပြီးတော့ residents မှဒီအမတို့အဆောက်အဦမှာဘောနော်ကိုယ်တိုင်ကိုကြဘောနော်အိတ်ဆဲပြီးတော့တက်လာပြီးတော့နေထိုင်လို့ရသည့်အထိကိုတာဝန်ယူပေးတဲ့အဖွဲ့အစည်းတစ်ဖြစ်ပါတယ်